ချင်းညီနောင်နဲ့မဟာမိတ်ဖွဲ့တွေဟာချင်းပြည်နယ်မြောက်ပိုင်းကခရိုင်မြို့တစ်မြို့ဖြစ်တဲ့ဖလန်းမြို့နယ်တစ်ခုလုံးကိုအပိသက်သိမ်းပိုင်နိုင်ခဲ့တဲ့အကြောင်းဧပြီ9ရက်နေ့မှာအသိပေးထားပါတယ်။ချင်းညီနောင်စစ်စင်ရေး Operation CP အဖြစ်ဖလန်းမြို့သိမ်းစစ်စင်ရေးကို2024 November 9ရက်မှာစခဲ့တာပါ။စစ်စင်ရေး9လပြည့်မြောက်တဲ့ဧပြီ9ရက်နေ့မှာပဲဖလန်းမြို့နယ်တစ်ခုလုံးစစ်ကောင်စီကင်းစင်တဲ့နယ်မြေအဖြစ်ကြီးညာခဲ့ပါတယ်။ဒါကချင်းညီနောင်နဲ့မဟာမိတ်တွေအတွက် ချင်းပြည်နယ်မှာ၅မြို့မြောက်အဖြစ်သိမ်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ချင်းညီနောင်ရဲ့ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်သူချင်းညီနောင်အဖွဲ့ဝင်ချင်းအမျိုးသားအဖွဲ့ချုပ်ချင်းအမျိုးသားကာကွယ်ရေးတပ် CNO CNDF ရဲ့ပြောရေးဆိုခွင့်ရှိသူဆလိုင်းတင်မီကို People's Spring ကဆက်သွယ်မေးမြန်းထားပါတယ်။အင်းဆုံးအင်တာဗျူးကိုလက်ခံဖြေကြားပေးတဲ့အတွက်အဲကျေးဇူးတင်ပါတယ်မင်္ဂလာပါရှင့်။ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ။ ဟုတ်ကဲ့အဲဒီနေ့အင်တာဗျူးမေးမြန်းမဲ့ဥစ္စာကတော့ဒီအဓိကအကြောင်းကတော့ဗောနော ဖလန်းမျိုးတင်လိုက်နိုင်တဲ့ဒီသတင်းနဲ့ပတ်သက်ပြီးတော့မေးချင်တာပါအဲဆိုတော့ဒီဖလန်းကချင်းပြည်နယ်မှာဆိုရင်ခရိုင်မျိုးလည်းဖြစ်တယ်ပြီးတော့ဒီစစ်တပ်ရဲ့ဒီတပ်ရင်အစင်ထိုင်းတဲ့မျိုးလည်းဖြစ်တော့ဒါကိုချင်းညီနောင်တဲ့မဟာမိတ်တွေကဘလို့ထိုးစစ်ဆင်ပြီးတော့တင်ပိုက်ခဲ့တယ်လဲဆိုတာထုတ်ပြောလို့ရသလောက်လေးမျှဝေပေးပါအောင်ရှင်။အော်ဟုတ်ကဲ့ပါ ကျွန်တော်တို့ဒီဖလန်းမျိုးတင်ဝဲကကျွန်တော်တို့ အာကျွန်တော်တို့ CNO CN တဲ့ပါဝင်ချင်းရတော့တပ်ပမဟာမိအဖွဲ့အာဒီစတဖွဲ့လောက်ပေါ့ဒီနှစ်အကြီးကတော့2021ကနေပေါ်ပေါက်လာတဲ့အာဒီအညာဒေတာစကန်တိုင်းကိုရီတိုင်းရောဒေတာတပ်ပကျွန်တော်ချင်းပြည်နယ်မှာရှိတဲ့အာလက်နက်ကင်တွေကျွန်တော်အထူးသဖြင့်ချင်းရတော့ဖွဲ့ပေါ့အဲ့ဒါကြီးပူပေါင်းမြမှာကျွန်တော်တို့2021လေအာမတ်လလောက်ကလေးကနေကျွန်တော်ကြိုတင်ပြီးတော့ကျွန်တော်ပြင်ဆင်မှုတွေစပြီးတော့လုပ်ခဲ့ပါတယ်အာတကယ်တော့ကျွန်တော်တို့စခဲ့တာကတော့ ဒီ2020လဲနိုဝင်ဘာလ9ရက်နေ့မှာကျွန်တော်တို့အာမင်းဒက်နဲ့အပြိုင်အာတခါတည်းဆပြီးတော့အာဒီမြို့တင်ပွဲကိုရှင်းလဲခဲ့တာဖြစ်တယ်။နောက်ပြီးတော့ဒီအာ2020လဲနိုဝင်ဘာလအတွင်းမှာပဲကျွန်တော်တို့ဒီဖလာမြို့ထဲမှာရှိတဲ့ရဲစခန်းတွေကိုကျွန်တော်တို့အပြီးပိုင်းအာတင်ပိုက်နိုင်ခဲ့တယ်။အဲအဲ့ဒီနောက်ပိုင်းကနေခလာနှစ်ချန်ရှိနေတဲ့ခါခလာနှစ်ချောင်းရှိကိုလည်းကျွန်တော်တို့တင်ပတ်နိုင်အောင်ဆောင်ရွက်ရင်းနဲ့ အာဒီစကားစဖက်ကလည်းအာစီအင်အားရောလူရင်းအားရောအာတော်တော်လေးကိုချထားတဲ့ခြေတင်မှာရှိပြီးတော့ဒီအာကျွန်တော်တို့ခရီးရန်လိုဆယ်တော့ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ပါလေအဲဒီ April 9ရက်နေ့2025မှာကျွန်တော်တို့အာမနေ့ပိုင်းမှာကျွန်တော်တို့ဒီသူရဲ့ဘဟုကင်းနောက်ပြီးတော့စစ်ယုံတို့ပါတော့အကုန်လုံးကျွန်တော်တို့သိပ္ပယရှိပါတယ်နောက်ပြီးတော့ဒီ10ရက်နေ့အာနောက်မှာကျွန်တော်တို့ အာအကုန်လုံးကျွန်တော်တို့ထွက်ပြေးတဲ့သူတွေရောနောက်ပြီးတော့ဒီဖလားမြုပ်နယ်အထက်မှာ channel တည်တဲ့ထွက်ပြေးတဲ့သူတွေရောကျွန်တော်တို့ဖမ်းပြီးတော့ကျွန်တော်တို့ဒီအာအတက်နိုင်ဆုံးကျွန်တော်တို့ take bike အာ၈ရက်နေမှာ B bike ကျွန်တော်တို့အာ think bike ပြီးတော့ကျွန်တော်ရှင်းနေတော့ကနေဒီ၉ရက်နေမှာအာဒီ take bike ကြောင့်ကျွန်တော်တို့အာ statement ကိုတေးဝင်ထုတ်ပြန်တာဖြစ်ပါတယ်ဟုတ် အာဟုတ်ကဲ့ပါခုနကပြောသလိုပဲပေါ့နော်ဒီ operation cb ဆိုပြီးတော့အဲချင်းကြီးနောင်စစ်စင်ကိုဒီ plan မျိုးနဲ့ mental မျိုးတိစစ်စင်ဆိုပြီးတော့စခဲ့တာအဲဒါသိရတယ်ပြီးတော့ဒီ mental မျိုးကိုဆိုရင်အဲမနစ်ကဒီဇင်ဘာမှာဖြစ်မယ်နော် အဲဒီဇင်ဘာမှာတင်နိုင်ခဲ့တယ်အဲအခုတော့ဒီ April 9ရက်နေ့မှာဒီဖလန်းမျိုးပါတင်နိုင်တယ်ဆိုပြီးတော့သတင်းထုတ်ပြန်လာတာတွေ့ရတယ်အဲဒီတော့အခုဖလန်းမျိုးတင်အောင်ပွဲကအဲချင်းပြည်နယ်မှာဆိုရင်စစ်ရေးအရာပေါ့နော်ဘယ်လောက်ထိအရေးပါလဲဆိုတာကိုလည်းရှင်းပြပေးပါအောင်အော်ဟုတ်ကဲ့ပါအင်းကျွန်တော်တို့ဒီဖလန်းမျိုးကပြောမယ်ဆိုလို့ရှင်တော့ခရိုင်မျိုးတစ်မျိုးလည်းဖြစ်တယ်လို့အာဒီချင်းပြည်နယ်မှာလူကြအကြီးဆုံးလူကြမျိုးမျိုးတော်ပေါ့လေအဲအဲ့ဒါလည်းဖြစ်တယ် နောက်ပြီးရင်နှုံးမှာကျတော့ဒီအာအချင်းပြင်းနေမြို့တော်ဖြစ်ခဲ့ဖူးတယ်ပေါ့ဆိုတော့သူကကလေးနဲ့အာဒီစကိုင်းတိုင်းမှာအကြီးဆုံးဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ကလေးမြို့ကလေးရယ်နောက်ပြီးကျွန်တော်တို့ချင်းပြင်းနေရဲ့ capital city ဟာခါရဲ့ချစ်ချက်တဲ့လမ်းမကြီးပေါ်မှာအာတည်ရှိတဲ့မြို့တစ်မြို့လည်းဖြစ်တယ်နောက်ပြီးတော့အာဒီပုံသွဲကြီးရရကျွန်တော်တို့ဒီအိန္ဒိယဘော်နဲ့ border ချင်းချစ်ချက်ပြီးတော့အာဒီ စီပွိုင်လာမကြီးတရှိတဲ့မြို့လည်းဖြစ်တယ်ဆိုတော့စီကြီးရတော်လကောင်ထောက်ပူလန်ကြောက်ရတော်လကောင်နောက်ပြတော့ကျွန်တော်မြို့တော်ဟာခါကိုကျွန်တော်ဟိုအတင်းပတ်ရရှိဖို့ဆိုလို့ဆိုလို့ရှင်တော့ဖလန်ကတော်တော်လေးကိုအာဒီတုံချုံရေးရသူတို့စကားဆက်ပက်ကလုံချုံရေးရလည်းတော်တော်ကြီးကြီးတဲ့မြို့လည်းဖြစ်တယ်အဲနောက်ပြတော့ကျွန်တော်ချင်းပြည်နယ်မှာခါလာရကအာဒီဖလန်ပါဝင်တည်နေရောဟာခါအဲအမှပဲရှိတာခါလာရကဆိုအဲ့မှာရှိတဲ့ခါလာရတစ်ခုကိုချင်းပြည်နယ်မြောက်ပိုင်းမှာ အသိနိုင်တာဆိုလို့ရှိရင်ဒါပထမအချိန်ဖြစ်တယ်ချင်းပြည်နယ်တောင်ပိုင်းကတော့ထောင်နဲ့ဆလဲမှာလွှမ်းမြောက်ပြီးသွားပြီအာဒီချင်းပြည်နယ်မြောက်ပိုင်းကျတော့ဒီအခုမှဖလန်းကိုကျွန်တော်ခလာရအာနှစ်ချောက်ရှစ်ကိုပထမအချိန်တင်ပိုက်နိုင်တဲ့အတွက်ကြောင့်စီရတော်လကောင်းနိုင်ငံကြီးရတော်လကောင်းတော်တော်လေးအရေးကြီးတဲ့ဖြစ်ပါတယ်ဟုတ် အဟုတ်အဲဒီဖလန်းမျိုးတင်းတဲ့ဒီစစ်စင်ရေးဆိုလို့ရှိရင်စုစုပေါင်း9လကြာတယ်ဆိုပြီးတော့ကျမတို့သိရတယ်အဲဒီတော့ဒီလိုမျိုးဒီမျိုးတင်းတိုက်ပွဲတွင်းမှာအထူးခြားတဲ့ဖြစ်စဉ်တွေရှိလေဆိုလို့ရှိရင်လည်းဒါအချင်းချုပ်လေးပြောပြပေးပါဦးအော်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီဖလန်းကထူးခြားချက်ကတော့ဒီအာ9လလောက်ကိုတိုက်ယူရတဲ့အရာကလွယ်ကူတဲ့အရာတော့မဟုတ်ဘူးအဲဘာဖြစ်လဲဆိုတော့သူတို့ အဲခုနပြောသလိုအချက်ကြာကြတဲ့အမြုပ်တမျိုးဖြစ်တဲ့အတွက်ကြောင့်အာဒီ2024ဒီဇင်ဘာလလောက်မှာအာခလာရအခု89အဲတည်ရင်ကနေ19တရာလောက်ကိုတို့ပထမဆုံးချတယ်အဲနောက်ပြီးတော့ဒီ2025မတ်လအာဒီမှာပဲအဲတမကွန်ကွန်လောက်ခခလာရ390အဲ့ဒီလိုကြီးတရာလောက်ကိုအာပြန်ပြတော့ဖြည့်တယ်ပေါ့89ရာနဲ့ပြန်ဖြည့်တယ်ဆိုတော့နောက်ပြီးတော့ဒီ လေချောင်းအသုံးပြုမှုကတော်တော်လေးကိုများပါတယ်ကျွန်တော်တို့ဒီ jet fighter နဲ့အာဟိုဟာဝေ12နဲ့ပြစ်တဲ့ဟာဆိုလို့ရှိရင်တော့တော်တော်ပေါင်းတဲ့ခါကျတော့အကုန်လုံးတထောင်ကျော်အာတော့အချိန်ပေါင်းတထောင်ကျော်လောက်ဟိုတို့အခုခါကောက်ွေးတဲ့အရာဖြစ်တယ်ဆိုတော့ကျွန်တော်ရေကျွန်တော်တို့ဖက်ကဒေါ်လာရေးဖက်ကရေးပေါ်ကြဆုံမှုလည်းများတယ်လို့အာဒီစကားစရဲ့ဆုံးရှုံးမှုလည်းများပါတယ်ဆိုတော့ကျွန်တော်တို့ဒီဖလန်ငါး လာတာတွေမှာထူးခြားတဲ့အရာကတော့ဒီအကြောင်းပစ်ခတ်မှုတော်တော်လေးကိုစံချိန်တင်တဲ့အာမြို့တင်းပွဲတစ်ခုလည်းဖြစ်တယ်လို့အာဒီစစ်ကိုရာချထားတာကအရာကနေ300နီးပါးတော့သူတို့အရင်အားပေါ့လေဒီခါလည်းအနှစ်ကျောက်ရှစ်နှစ်ခုရှိပြီးသား200လောက်ရှိတယ်အဲ့ဒီကနေနောက်ထပ်အာအရာကနေ300လောက်ကိုလူရာထပ်ဖြစ်နေတာရှိတယ်ဆိုတော့လူကြီးက400က300ကနေ400ကြား900လောက်ပေါ့အဲ့လောက်ထိ အဲညာဖြစ်ထားတဲ့အရာဖြစ်တယ်ဒါပေမဲ့အခုချိန်မှာကျွန်တော်တို့အကုန်လုံးကိုအလဲရဖြစီမိတဲ့ဟာရှိတယ်နောက်ပေါ်တော့တချို့ကတော့ဒီခလာရနှစ်ချက်ရှိကနေထပ်ပြီးတဲ့သူတွေလည်းရှိသေးတယ်အယောက်90ကနေ100ပတ်ဝန်းကျင်ကတော့အဒီအဲကျွန်တော်တို့တခြားနေရာမှာထပ်ပြီးသွားရတော့သူတွေရရှိပါတယ် ခလန်းကိုတိမ့်လိုက်နိုင်တာကအဲဒီချင်းပြည်နယ်မြောက်ပိုင်းမှာဆိုရင်ပထမဆုံးအဲစစ်ကောင်စီရဲ့တပ်ရင်းအစင်စခန်းကိုတိမ့်နိုင်တာလို့လည်းအဲပြောလို့ရတယ်ဒီတော့နောက်ဆက်တွဲပေါ့နော်တော်လှန်ရေးအတွက်အကောင်းကျိုးကဘာတွေများရှိမလဲပေါ့အဲအဓိကဆိုလိုချင်တာကတော့ဖလန်းကိုရပြီဆိုတော့ကြံတဲ့အဲတီးဒိန်တို့အဲဟာခါထန်တလန်အဲဒီမျိုးတွေကိုတိမ့်ဖို့အတွက်ပုံများ လွယ်သွားမလားပေါ့လေအဲဟာခါကိုစစ်ရေးအရချင်းချောက်နိုင်တဲ့အနေအထားမှာရှိလာပြီလားအဲဒါကိုလည်းသိချင်ပါတယ်ဟုတ်ကဲ့ပါအာ ခုနကျွန်တော်တို့ပြောသလိုပေါ့ဒီ flank ကဟာခါနဲ့ဆိုမိုင်ပေါင်း60လောက်ပဲအဲဝေးမှာပေါ့လေမိုင်ပေါင်း60 50အဲ့ဒီကြားပဲဝေးရနေရမှာတရှိတယ်ဆိုတော့အာတရိပ်အနေနဲ့ဒီမြို့တော်ကိုတစ်ခုလုံးကိုချင်းချောက်နိုင်တဲ့အနေထားမှာရှိတယ်ဆိုတော့အာဒီဟာတော့လဲဒီဟာရတော်တော်လဲကြီးပါတဲ့နေရာဖြစ်တယ်နောက်ပြီးတော့ဒီ finance စီရဲ့ထူးခြားချက်တစ်ခုလို့ပြောရမှာပေါ့အဲ့ဒါကဘာလို့လဲဘာလဲဆိုရင်တော့2021 ်ထဲမှာဖွဲ့စည်းတဲ့ဒေါ်လာရေးအင်အားတွေကပဲတင်ပိုက်တာဖြစ်တယ်။အဲ EAO EAO တခုမှမပါဘဲနဲ့အာတင်ပိုက်ရရှိတဲ့မျိုးလည်းဖြစ်တယ်။နောက်ပြီးတော့ကျွန်တော်တို့ဒေါ်လာကြီးရဲ့အာအတွက်အရေးကြီးတယ်လို့ကျွန်တော်တို့ထင်တဲ့ဟာကသခိုင်းတိုင်းမှာရှိတဲ့အာ local အာလက်နက်ကင်တွေရော နောက်ပြီးတော့အာဒီမကွေးတိုင်းမှာရှိတဲ့လက်နက်ကင်တွေနောက်ပြီးတော့ရောဒေသမှာရှိတဲ့လက်နက်ကင်တွေနောက်ပြီးတော့ကျွန်တော်တို့အာရခတ်တက်တော်ကလည်း အာဂျီဇန်အာလက်နခေရဆာအပူဝင်ပေးတာတွေရှိပါတယ်ဆိုတော့ဒီချင်းစကိုင်းမကွေးရော ရခိုင်အာအဲ့မှာရှိတဲ့ဒေါ်လာကြီးအားစုတွေအကုန်လုံးစီးစီးလုံးလုံးနဲ့အာကျွန်တော်တို့ပူပေါင်းမှာတိုက်ခိုက်ခဲ့တဲ့မြို့တစ်ခုကိုရရှိခဲ့တဲ့အရာလည်းဖြစ်တယ်ဆိုတော့ဒါကကျွန်တော်တို့ဒေါ်လာကြီးရဲ့အနှစ်သာရပဲဖြစ်တယ်လို့ကျွန်တော်တို့ယူဆတယ်ဟိုမှာကျွန်တော်တို့ချင်းကပဲဒီနေရာကိုတိုက်မယ်ဆိုတဲ့ဟာမဟုတ်ပဲねဟိုဘက်အညာဒေသမှာရှိတဲ့ဒေါ်လာကြီးအားစုတွေတောင်မှအကုန်လုံ ဝိုင်းပြီးတော့အားဖြည့်တယ်အဲအဲ့လိုပဲကျွန်တော်တို့ဒီချင်းတောင်ဘလတ်ကိုကျွန်တော်ပြီးတော့လို့ရှင်နောက်ထပ်တိတိန်လာထန်တလန်လာဟာခါလာဒါတော့လှန်ရဆူတွေကဆက်လက်ပြီးတော့တင်ဖို့အတွက်လည်းအင်အားတစ်ခုဖြစ်လာတယ်လို့ကျွန်တော်ယူဆတယ်လို့ချင်းပြည်နယ်ကိုကျွန်တော်တို့လွတ်မြောက်တဲ့အချိန်မှာဆိုရင်လည်းကျွန်တော်တို့ချင်းတက်တွေအနေနဲ့ချင်းလက်နက်ကိုင်တွေအနေနဲ့ဒီအာချင်းလွတ်မြောက်ဖို့အရေးကြီးတယ်လို့အညာတွေတားလဲလွတ်မြောက်ရမယ်စကိုင်းတိုင်းလဲလွတ်မြောက်ရမယ်ရောတွေတားလဲလွတ်မြောက်ရမယ် အဲအဲ့လိုပုံစံနဲ့ကျွန်တော်တို့ဆက်ပြီးတော့အာသွားဖို့လို့ဖို့အာရှိပါတယ်ဟုတ်ဟုတ်ကဲ့ခုနကပြောသွားတယ်ပေါ့နော်ဒီဖလန်းမြို့သိန်းစစ်စင်ရေးမှာဆိုလို့ရှိရင်အဲဒီမဟာမိတ်အဖွဲ့တွေလည်းအများကြီးပါတယ်ဆိုတော့အဲဒီလိုမျိုးအဲမဟာမိတ်အဖွဲ့တွေ ਨੇ အများကြီးဒီလိုမျိုး 18ဖွဲ့လောက်ဖြစ်မယ်ထင်တယ်နော်ဒီထုတ်ပြန်ချက်ထဲမှာတွေ့ရသလောက်ဆိုလို့ရှင်ဒီလောက်အဖွဲ့တွေအများကြီးစုပြီးတော့တက်ခိုက်နိုင်တာကအဲဘာကြောင့်လို့ပြောလို့ရတယ်လဲပေါ့နော်ဘလို့ကုတ်ကဲမှုပုံစံမျိုးနဲ့အဲဒီတာဝန်တွေကိုဖွဲ့ဝင်ပြီးတော့ယူလဲဆိုတာရောအဲပြောပြပေးပါဦးအာဟုတ်ကဲ့အာအစားပိုင်းမှာတော့ခက်ခဲမှုတွေတော့အများကြီးရှိတာပေါ့ဘာလို့ဆိုတော့အဲတင်းနန်း2017ကနေပေါ်လာတဲ့အဖွဲ့အစည်းတွေဖြစ်တဲ့ခါကျတော့အာတင်းနန်းပြီမီတဲ့ အဖွဲ့အစည်းအရေးပေါ်ရှိတယ်လို့တချို့အဖွဲ့တွေကလည်းအတင်တန်းတလနနလောက်ပဲတက်တဲ့အဖွဲ့တွေလည်းရှိတယ်နောက်ပြီး command and control ကမတူညီတဲ့အရာတွေရှိတယ်ဒါဒါပေမဲ့လည်းဒီတစ်ခုဖြစ်လာဖို့ရန်အတွက်ကျွန်တော် committee တစ်ခုအဖွဲ့အစည်းပြီးမှအဲအဲ့ဒီအဖွဲ့တိုင်းမှာပါတဲ့စစ်ဘက်ကစစ်ချုပ်တွေပေါ့လေဒါမှမဟုတ်လို့ရှိရင်တော့ဒီစစ်မှုတွေကျွန်တော်ထည့်ပြီးမှအာကျွန်တော်တို့ဒီအပြူဟာဆွဲတဲ့ခါမှာရောအဲဘယ်လိုပုံစံနဲ့ကျွန်တော်တို့ဆွဲကြမလဲဘယ်လိုပုံစံနဲ့တွားကြမလဲ အာဒီဒီဒီရှစ်ချောင်းတစ်ခုမှာဘသူဘေးဖွဲ့ဒီပါမလဲအဲဘယ်လိုပုံစံလုပ်ကြမလဲဆိုတဲ့ဟာအဲအဓိကတော့အားလုံးရဲ့ဆွေးနွေးတိုင်ပင်မှုနှိမ့်နိုင်မှုနေနဲ့ဖြစ်ခဲ့တာပါအာအဲအဲ့လိုမဟုတ်လို့ရှင်တော့တော်တော်လေးဟိုဟာပေါ့အာ comment control ကမတူတဲ့ခါကျတော့ဥပမာ အဲတဖွဲ့နဲ့တဖွဲ့ကဟိုကျွန်တော်တို့ကမတူတဲ့အရာတွေအများကြီးရှိတာ哦ဆိုတော့အဟိုမှာအညာဒေတာမှလာတဲ့အဲသူတွေကတောင်ပေါ်မှာရောက်လာတော့အစားတောက်လေးတော်တော်ခက်ခဲတယ်တချို့ဆိုလို့ရှိရင်တော့တအားအေးလို့အညာဒေတာပူတာ哦ဆိုတော့ဒီမှာရောက်လာတော့တော်တော်အေးတဲ့တန်ကိုခါပြီးတော့အဲအဲ့လိုမျိုးအာဒီဒီစားတောက်အစအာမတူရတဲ့အရာတွေအများကြီးရှိတယ်ဒါပေမဲ့ဒီဟာတွေကိုအာအားလုံးကအာညှိနှိုင်းမှုနဲ့ကျွန်တော်တို့သွားတယ်နောက်ပြီးတော့တစ်ခုတ်က ျွန်တော်လွှတ်မြောက်ရမယ်ဆိုတဲ့စိတ်တကြီးကကျွန်တော်တို့ဒီ flag ကို မရရအောင်ကျွန်တော်တိုက်မယ်အဲအဲလေးလာကြာဒါပဲဖြစ်ဖြစ်၅လာကြာတာပဲ၆လာပဲဘယ်လောက်ပဲကြာကြာရကိုရအောင်ကျွန်တော်လုပ်မယ်ဆိုတဲ့လူငယ်တွေရဲ့ပြင်းပြတဲ့ဆန္ဒနဲ့အာအသက်ပေးဆမှုတပ်တိရှိမှုတွေကြောင့်ကျွန်တော်တို့ဒီ flag ကိုအာရရှိနိုင်တာဖြစ်ပါတယ်ဟုတ် အခုနောက်ကအကိုဖြည်သလိုဆိုရင်ဒီဖလန်းမြုပ်သိမ်းတိုက်ပွဲမှာစစ်ကောင်စီဘက်ကနေထွက်ပြေးသွားတဲ့အဒီအရေးအတွက်ကအယောက်90ကျော်လို့သိရတယ်။အဒီတော့တဆက်ထဲမှာပဲဒီခလာရ268ကိုတိမ်းတဲ့အခါမှာတက်ရင်မှုကိုရောဖမ်းမိလားအအကိုတို့ဘယ်လိုများသိထားလဲ။ဟုတ်ကဲ့ကျွန်တော်တို့မြေပြင်အခြေအနေရကျွန်တော်တို့ဒီတက်ရင်မှုဝီလင်းထုံးကိုတော့အသူတို့စစ်စစ်အစစ်ကောင်စီကလည်း အထုတ်ပြန်တယ်လို့ပေါ့လေအဲသူကတော့တေးမှုကတော့သူတို့ကြသွားပါတယ်ဒီ point မှာအဲဆိုတော့အဲအဲ့နောက်ပိုင်းကတော့အာတခြားတခြားသူတွေကဝှဆောက်တာဖြစ်ပါပေါ့နောက်ပြီးတော့တက်မှုတွေသူတို့ဘူမှုအစ်ထိကျွန်တော်ဖန်ထားတဲ့ဟာတွေရှိပါတယ်ဆိုတော့အဲတေးမှုကတော့အာဒီအဲအာဒီတက် point မှာပဲကြသွားတယ်လို့ကျွန်တော်တို့အာရရှိထားပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီ63ပန်ကျွန်တော်ဖန်တဲ့အရာတွေ အဘယ်ရှင်းဘယ်ရှင်းဆိုတဲ့ဟာတွေကတော့ကျွန်တော်တို့နောက်နောက်ထပ်ကျွန်တော်တို့အာချင်းနေတော်တော်လကောင်းကျွန်တော်တို့ရှင်းတော်ရှင်းနေပါတယ်တော်လကောင်းတေဝင်ပြန်နေချင်ညာပါမယ်ဟုတ်ဟုတ်ကဲ့ပါအဲဒီထုတ်ပြန်ချက်ထဲမှာဆိုလို့ရှိရင်လည်းအဲဒီသိသိရမိတဲ့လီလက်နက်ခဲယမ်းတွေပြီးတော့ဒီငွေဆက်ကူတွေလည်းတွေ့ရတယ်အဲဒီဖမ်းဆီးရမိတဲ့စစ်တုံးပန်းအရေးအတွက်လည်းအဲဒီအတိပေးလို့ရတယ်ဆိုရင်ပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီ2020ဒီဇင်ဘာလအတွင်းမှာ အာဒီရှစ်ကိုအနေဖြစ်တရားဝန်ကျင်ပေါ့ကိုဆယ်နှစ်ရှိရောက်တော့ကျွန်တော်တို့ရှစ်ကိုချထားရရှိတယ်ဆိုတော့အကုန်လုံးနီးပါးကိုကျွန်တော်တို့လက်ထဲမှာအာရောက်ပါတယ်ဆိုတော့ဒီအဲ့နောက်ပိုင်းမှာကျွန်တော်တို့စစ်စင်းရေးတွေပြန်လုပ်ပြီးတော့ခု sting bite အခါလာနီ job sting bite တဲ့အချိန်မှာယနေ့အချိန်ထိဒါဒီစစ်တိုက်နိုင်တဲ့စစ်တေကြီးပဲကျွန်တော်200ကျော်လောက်ကိုကျွန်တော်လက်ထဲမှာဟုတ် အာရှိပါတယ်ဒါပေမဲ့ဒီစစ်တီမဟုတ်ဘဲနဲ့အဲသူတို့မိသားစုကလေးတွေပါတယ်လည်းရှိပါတယ်ဆိုတော့ဒီဟာတွေလည်းကျွန်တော်တို့အာထိန်းသိမ်းထားတာ ရှိပါတယ်ဆိုတော့200ကနေ250လောက်သူတို့မိသားစုအပါဝင်အာကျွန်တော်ထိန်းသိမ်းထားတာရှိပါတယ်ဟုတ်ဟုတ်ကဲ့ဒါဆိုလို့ရှင်အဲ့ဒီဒီထိမ့်သိမ်းထားတဲ့အဲဒီစစ်တုံ့ပန်းနဲ့စစ်တုံ့ပန်းမိသားစုဝင်နေနဲ့ပတ်သက်ပြီးတော့ရောအဲဘယ်လိုမျိုးဆက်ပြီးတော့စီစဉ်ဖို့များအဲစဉ်းစားထားတာရှိမလဲဟုတ်ကဲ့ပါကျွန်တော်တို့ဟို ီတိုက်ပွဲတွေမှာသူတို့ဒီအဲရှစ်တီမီတာစုနေဒါရရတဲ့ဟာတွေလည်းရှိပါတယ်အဲတချို့ဆိုလို့ရှိရင်တော့သူတို့ရဲ့မိဘဆုံးသွားပြီးမှအာသူကလေးတွေပဲကြာနေဟာတွေလည်းရှိပါတယ်ဆိုတော့သူတို့ဒီလူတွေကတော့ဒီမီတာစုတွေကတိုက်တိုက်ပွဲနဲ့တက်ရိုက်ဆက်ပတ်သက်တဲ့ဟာမဟုတ်ဘူးပေါ့လေဆိုတော့သူတို့ကိုကျွန်တော်တို့ကောင်းကောင်းလေးသူတို့ရှိရတဲ့ကောင်းကောင်းလေးအာဟိုပြန်သွားပြန်လို့ဟာပေါ့ဘဝကိုပြန်လဲပြီးတော့တည်ထောင်နိုင်ဖို့ရတဲ့ကျွန်တော်ဆက်လက်ပြီးတော့ ကျွန်တော်ချင်းမိသားအဖွဲ့ချုပ်ကနေဆက်လက်ပြီးတော့တာဝန်ယူအာဖို့ရှိပါတယ်ဒါပေမဲ့လည်းဒီစစ်၃ပန်းနဲ့တရိပ်ဆက်ဆက်တဲ့စစ်တီတွေကတော့ကျွန်တော်တို့အာဥပဒေရပေါ့လေကျွန်တော်ပြန်နေစစ်စစ်မှုတွေပြန်လုပ်ပြီးမှအာပဲအာကျွန်တော်တို့ဒီအဲဘယ်လိုဖြစ်လာမလဲဆိုတဲ့ဟာကိုတရားဥပဒေအတိုင်းပဲကျွန်တော်တို့အာဆက်ပြီးတော့တောင်းမှာပါ ဟုတ်အဲဒါဆိုလို့ရှိရင်ဒီတလက်စာထဲမှာလက်နဲ့ခဲရန်သိသိရရှိမှုအခြေအနေရောဟိုအသေးစိတ်ပြောလို့ရသလားပြောပြပေးမလားဒီထုတ်ထားတဲ့ဓာတ်ပုံတွေမှာဆိုရင်တော့အဲဟာဝေဇာနဲ့120မမလို့လက်နဲ့ကြီးတွေလည်းတွေ့တယ်ဆိုတော့အဲအရေးအတွက်တွေလည်းကျမတို့သိချင်ပါတယ်အာဟုတ်ကဲ့ပါအာကျွန်တော်တို့အာဆက်လက်ပြီးတော့ဖန်ဆီးနေတဲ့ဟာလေးရှိရှိသေးတယ်ဆိုတော့အာဟာဝေဇာပါဝင်ကျွန်တော်တို့ဒီအာလက်နဲ့ကြီးလက်နဲ့ငယ်ပေါ့လေနောက်ပြီးတော့ drone အာအစနောက်ပြတော့ကျွန်တော်တို့ဒီဂျမာတွေရောအတော်တော်လေးကျွန်တော်တို့မတွေ့ဖို့တဲ့ဂျမာတွေတော်တော်လေးကိုအစ်မြင်တဲ့ဂျမာတွေလည်းရှိတယ်။နောက်ပြတော့ငွေကြီးကလည်းတင်းပေါင်းအာ9000နီးပါးပေါ့၄000အာနဲ့800လောက်ကိုကျွန်တော်တို့အာဒီလက်ထဲမှာကျွန်တော်ရရှိပါတယ်။ဆိုတော့လက်နဲ့ကြီးလက်နဲ့ငယ်အာရာချီနဲ့ကျွန်တော်တို့ရရှိထားတာရှိပါတယ်။ ဟုတ်ကဲ့ပါအဲဒီနေ့မှာဆိုရင်အဲဖလန်းမျိုးတိမ့်လိုက်နိုင်တဲ့ဒီသတင်းရောပေါ့နော် CNF ကလည်းအဲဂုံပြူးတဲ့သဘောလားဒီထုတ်ပြန်ထားတဲ့ဥစ္စာတွေ့ရတယ်အဲပြည်သူတွေဆိုလို့ရှိရင်လည်းဒီချင်းညီနောင်နဲ့ CNF ဥဆောင်တဲ့ဒီချင်းပြည်ကောင်းစီကြားမှာပို့ပြီးတော့ဒီစီးလုံးကြတာကိုမြင်ကျင်ကြတယ်အဲဒီတော့အဲပြည်သူတွေမျှော်လင့်တဲ့ဒီအခြေအနေရောက်လာဖို့ရောနေပြီလို့ပြောလို့ရမလားဟုတ်ကဲ့ပါအဲကျွန်တော်တို့ချင်းငင်တော်အနေနဲ့အဲ CNF ကစာထုတ်တဲ့အပေါ်မှာကျွန်တော်တို့ အာကျူးဆိုပါတယ်နောက်ပြော့ဒါကပြုတ်တဘောအာဆောင်တဲ့အရာဖြစ်တယ်လို့ကျွန်တော်မြင်တယ်အာနောက်ပြော့ချင်းပြီအကုန်လုံးပြန်လဲစီလုံးဖို့ကတော့အာကျွန်တော်တို့ CB ကအကြီးကကျွန်တော်အမြဲတမ်းလုပ်ချင်ခဲ့တဲ့အရာတွေဖြစ်ပါတယ်အဲဒါပေမဲ့ကျွန်တော်တို့ online ပေါ်မှာပဲအာဟိုတဝန်တော်ပူချပြီးမှအာစီလုံးတော့ပြတာမဟုတ်ဘဲတကယ်မြင်ပြမှာစီလုံးဖို့ကတကယ်လိုပါတယ် အမီပီမှာတကယ်စကားပြောနိုင်ဖို့မီပီမှာတကယ်လက်တွဲလို့ဆောင်းနိုင်ဖို့ကပိုပိုအရေးကြီးပါတယ်အဲဆိုတော့ကျွန်တော်တို့ချင်းငင်တော်ကတော့လောလောဆယ်အနေနဲ့ကျတော့အကြီးကပထမကျွန်တော်တို့အာ knowledge check ကတော့ knowledge ထားတဲ့ဟာလည်းဖြစ်တယ်လို့ကျွန်တော်ပတ်နိုင်ကတော့အာချင်းပြေများဆုံးလွှမ်းမြောက်ရမယ်ဆိုတဲ့အတိုင်းပဲဒီစစ်ကြီးရရာရဂျာနေသေးတဲ့အဲခါလာရတွေမြို့တွေကိုတင်းတင်းနိုင်ဖို့ရအတွက်ကျွန်တော်တို့ဆက်လက်ပြီးတော့အာလှုပ်ဆောင်သွားမယ်လို့အဲနောက်ပြီးတော့ကျွန်တော်တို့ဒီတဝန်ထွားရီ အာ SNF ကစပါလေတခြားတခြားသောအလက်နက်ကင်တွေကလည်းပြားတွေရှိပါတယ်ဒီပုံမှာကျွန်တော်တို့အာချင်းငင်တော်နေတော်လကောင်းအာဝမ်းမြောက်တယ်ကျူဆူတယ်ဆိုတာပြောချင်ပါတယ်ဟုတ် ဟုတ်ကဲ့အခုနောက်ကပြောသွားတယ်ပေါ့နော်ဒီချင်းပြည်အမြန်ဆုံးအလွတ်မြောက်ဖို့အတွက်စ조사သွားမယ်ဆိုပြီးတော့ပြောထားတယ်အဒီတော့ချင်းပြည်နယ်ဒီတပီနယ်လုံးမှာစစ်ကောင်စီကင်းစင်သွားတဲ့နေ့ရောက်ဖို့အတွက်ပေါ့နော်အချိန်အားဖြင့်အချိန်ကာလအားဖြင့်ဆိုရင်အနီးလာပြီလို့ထင်လားဘယ်လောက်လောက်အလူသေးတယ်လို့ခန့်မှန်းပါလေအော်ဟုတ်ကဲ့ပါအာချင်းပြည်နယ်မှာကိုမြို့နယ်ရှိတယ်အဲဒီကိုမြို့နယ်မှာအာ6မြို့နယ်ကတော့လွတ်မြောက်ပြီလို့ပြောလို့ရတာပေါ့လေအဲတော့ဂျန်နေသေးတဲ့အာဟာခာ မြို့တော်ရဲ့အဲနံပါတ်ထပ်တနိုင်ရဲ့အဲတည်တည်ဆိုတော့ဒီအရာ ကကျွန်တော်ပြောမှဆိုရင်ချင်းပြည်နယ်60ရာခိုင်နှုန်းလောက်တော့လွတ်မြောက်သွားပြီအဲဒီလွတ်မြောက်သွားတဲ့မြို့တွေကခလာရတွေကိုကျွန်တော်တို့ဘလက်ဝါကတော့ဒီကျွန်တော်တို့မဟာမိတ်အေကထင်းကျုံထားတာပေါ့လောလောဆယ်စီကြီးရာရကျွန်တော်တို့ဂျန်တဲ့ဟာတွေကတော့ကျွန်တော်တို့ချင်းပြည်တော်ကထင်းကျုံတဲ့အရာတွေပဲဖြစ်ပါတယ်မင်းတဲ့ရောကဘလက်ရောအာမတူပီရောနောက်ပြီးတော့ဖူဖလန်မကြခင်ပါကျွန်တော်တို့တည်တည်ကိုလည်းကျွန်တော်တို့ ဆက်လက်ပြီးတော့ခြေတက်ဖို့ရှိပါတယ်ဆိုတော့အာတကယ်လွှမ်းမြောက်ခြင်းနဲ့ဆန္ဒရှင်တော့အာလွှမ်းမြောက်နိုင်ပါတယ်အဲကျူးစားဖို့လိုပါတယ်နောက်ပြီးတော့တကယ်လည်းမြပြင်းအခြေအနေမှာအာတကယ်ကိုလွှမ်းမြောက်ခြင်းနဲ့စိတ်နဲ့တကယ်လှုပ်လှုပ်ရှင်တော့ဖြစ်ပါတယ်မဖြစ်ဘူးဆိုတာမဖြစ်နိုင်တာမရှိပါဘူးဆိုတော့အဲကျွန်တော်တို့ချင်းပြီကလည်းအများဆုံးလွှမ်းမြောက်မယ်လို့ကျွန်တော်တို့ကတော့အာယူဆတယ်အချိန်ကာလကတော့ အာညမလာနေ့မလာကတော့ဘယ်သူမှခမလို့မရဘူးဆိုတော့ဒါပေမဲ့ကျွန်တော်တို့အာချင်းငင်တော်ကတော့လှုပ်ကူလှမြောက်ရမယ်အမြန်ဆုံးလှမြောက်ရမယ်ဆိုတဲ့ဆန္ဒနဲ့ကျွန်တော်တို့ခုချီတိအာ celebrity ချစ်တဲ့နေပါလေဟုတ် ဟုတ်ကဲ့အဲဒီအခုဖလန်းမျိုးတင်လိုက်နိုင်တဲ့ဒီသတင်းဆိုလို့ရှိရင်လေဒါချင်းပြည်ကပြည်သူတွေဒီဝမ်းသာရတဲ့ဥစ္စာတွေမကဘဲနေပေါ့နော်ဒီမြန်မာနိုင်ငံဒီတဝမ်းလုံးကအဲဒီပြည်သူတွေအတွက်ပေါ့နော်ဒါစိတ်ဓာတ်ခွန်အားဖြစ်စရာဒါအတိတ်ပဲအရန်ကိုရှိတဲ့ဒါသတင်းတစ်ခုဖြစ်တယ်ပြီးတော့မြေပြင်းကပြည်သူတွေဆိုလို့ရှိရင်ဒီတိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေက ဲတချိန်ချိန်မှာပေါ့နော်မြေပြန့်အထိဆင်းလာပြီးတော့ဆရာနာရှင်စနစ်အမြင့်ပြည့်ရေးကိုဒီမြေပြန့်ကတော်လှန်ရေးအင်အားစုတွေနဲ့အဲပူးပေါင်းပြီးတော့ဒီတော်လှန်တိုက်ပွဲဆင်နွှဲကြဖို့ဒီသူတို့မှာဒီမျှော်လင့်မှုတွေရှိနေပေါ့လေဆိုတော့အဲဒီလိုမျိုးမျှော်လင့်နေကြတဲ့ပြည်သူတွေကိုရောဘယ်လိုသတင်းစကားမျိုးများပါချင်ပါလဲဟုတ်ဟုတ်ကဲ့ပါခုနကအရှိကကျွန်တော်ပြောပြီးသွားတယ်လို့ပဲပေါ့အအညာမှာရှိတဲ့ဟိုလူငယ်တွေကဒီ တောင်ပေါ်မှာ လာပြီးတော့အသက်ပေးဆရာအကြောင်းမရှိဘူးမှန်ကတော့အဲဒါပေမဲ့အညာမှာရှိတဲ့ရေပေါ်လေးတွေအာဟိုကိုမရောက်ဖို့တဲ့အဲစပေးပန်းကခြေတွေခြေတွေခြေတွေပွင့်တဲ့နေရာမှာလာပြီးတော့အာဒီအသက်ဟိုပရာဂမထားပဲလွှမ်းမြောက်ဖို့ရန်တကြိုးစားတယ်ဆိုတဲ့ຢာကကျွန်တော်တို့2021ဒေါ်လာရေထိုးချက်ဖြစ်တယ်လို့အာကျွန်တော်တို့ဒိုင်းသားချင်းဆိုတဲ့သူတွေကလည်း ဒီကျွန်တော်ချင်းပြလွတ်မြောက်လို့ရှင်အဲကျွန်တော် CB ကအမြဲတမ်းပြောတဲ့ဟာကကျွန်တော်တို့ဟိုကောင်းမွန်တဲ့အင်္ဂလိပ်ချင်းကိုကျွန်တော်ပိုင်ဆိုင်ခြင်းနဲ့အမှကျွန်တော်ချင်းချင်းပြနေဆိုလို့ရှင်အာစကိုင်းနားနဲ့ထိထိဆက်တယ်ရောဒေတာနဲ့လည်းထိဆက်တယ်နောက်ပြီးတော့ဒီမကွေးတိုင်းနဲ့လည်းထိဆက်တယ်နောက်ပြီးတော့ဒီဒီရခိုင်ပြနေနဲ့လည်းထိဆက်တယ်ဆိုတော့အဲ့မှာရှိတဲ့လက်နက်ကင်တွေနဲ့ကျွန်တော်တို့ပူးပေါင်းပါပဲပူးပေါင်းပြီးတော့ကျွန်တော်လူအပ်လို့ရှင်ကျွန်တော်တို့အညာဒေတာမှလည်းကျွန်တော်တို့ အာကျွန်တော်ရဲ့ပေါ်လေးလှုပ်ပြတော့ဒီဒီဒီမြန်မာနိုင်ငံကြီးပြီးထောင်စုပြန်လဲပြီးတော့အာဟာဟာပေါ့ပြီးထောင်စုအစ်စ်ကြီးပြန်လဲဖြစ်ပေါ်လာအောင်ကျွန်တော်ကြာရကဏ္ဍကနေအဲဆောင်ရွက်သွားဖို့ကျွန်တော်တို့မှာတာဏိဌာန်ချလာတဲ့ဟာရှိပါတယ်ဆိုတော့အာဒေါ်လာပီတူတွေလဲကျွန်တော်တို့အားပေးချင်တာကအာအခုချိန်မှာကျွန်တော်တိုင်းသားမှာရှိတဲ့အာတိုင်းသားဒေသမှာရှိတဲ့တနက်ကိုင်တွေကတိုင်းသားဒေသထဲမှာပဲတိုက်တာမဟုတ်ဘဲနဲ့တကယ်ကို လိုအပ်လို့ရှိရင်ကျွန်တော်အညာတွေတက်မှာရဖြစ်ဖြစ်စကိုင်းမကွေးတိုင်းပြောနေတာမှာကျွန်တော်ဆက်လက်ပြောချီတက်မှာပဲအလိုအပ်လို့ရှိနေပြီးတော့ထိလဲကျွန်တော်ချီတက်သွားဖို့အာအာဖြစ်ပါမယ်ဒါပေမဲ့အခုချိန်မှာကျတော့အများကြီးအားကျပြီးတော့ပြောဖို့တော့မဟုတ်သေးဘူးပေါ့လေကျွန်တော်တို့အာဒီမှန်ချက်ထားတာကတော့အလိုတော့ရှိတယ်အဲနောက်ပြီးတော့အခုအညာတွေတက်မှာရှိတဲ့လက်နက်ကင်တွေလည်းတောင်ပေါ်မှာလည်းတိုက်တာပဲဘေးနေရာမှာဆိုတိုက်တာပဲဆိုတော့ကျွန်တော်တို့ပြည်သူတွေကိုပြောချင်တာကတော့ဒီအာ ဒီ2021ကနေပေါ်ပေါက်လာတဲ့ဒေါ်လာကြီးပြည်သူတွေပါဝင်မှုတွေအတိအပွင့်တွေကတော့ခု2014နဲ့2020ကမှအာမြင်နေရပြီပေါ့အာအရင်တော့မှကျွန်တော်တို့နည်းနည်းပြောမယ်ဆိုလို့ရှိရင်အာစပေါ်ကစတော့က2021မှာစဖွဲ့စည်းခါစားတော့ကအာကျွန်တော်တို့ဟိုဟိုဟိုဒီစစ်ကြောင်းထိုးတဲ့ကားတွေကို မိုင်းနဲ့မိုင်းနဲ့ဖောက်တယ်ပြစ်တယ်နောက်တော့ပြီးတယ်အဲ့လောက်အဆင့်ကနေအ 2023လောက်ရောက်2023လောက်ရောက်တဲ့အခါမှာစခန်းငယ်ကြီးကျင်းစခန်းတွေကိုကျွန်တော်တင်ပိုက်နိုင်တဲ့အကြီးအရှင်းမှာကျွန်တော်တို့ရောက်တယ်။ဒါမြခု2024 2025မှာဆိုလို့ရှိရင်တော့ခလာရလိုမျိုးပုံစံပြောဟာကုန်းလိုမျိုးပုံစံတွေကိုအာဒီ online အဆူတွေကပူပေါင်းမှုနဲ့တင်ပိုက်နိုင်တဲ့အရာတွေကိုကျွန်တော်တို့တီးပွင့်တွေကျွန်တော်အခုမြင်နေရပါတယ်။ဒါလည်းအကုန်လုံးကပြည်သူတွေရဲ့ဆူတောင်းပေးမှုပြည်သူတွေရဲ့ ပါဝင်မှုဒီသူတွေရဲ့စိတ်တက်တကြွမှုနဲ့ဒေါ်လာကြီးမှာပါဝင်နေတဲ့လက်နက်ကိုင်ရဲဘော်တွေရဲ့အတက်ကူပနာလာမထားဘဲနဲ့တကယ့်ကိုစစ်ကူစစ်နဲ့တူအောင်တိုက်တဲ့အရာတွေကြောင့်ကျွန်တော်တို့အောင်မြင်မှုတွေတဖြည်းဖြည်းကျွန်တော်တို့ရရှိနေတော့ကျွန်တော်မြင်တယ်ဆိုတော့2025 2026မတိုက်ခင်မှာတော့ကျွန်တော်တို့အများကြီးဒီထက်အောင်မြင်မှုတွေအာရရှိမယ်လို့လဲကျွန်တော်တို့မျှော်လင့်ပါတယ်ဟုတ် ဟုတ်ကဲ့အဲလက်ရှိဖလန်းမျိုးသိမ်းပြီးသွားတဲ့နောက်ပိုင်းမှာဒီရှင်းလင်းရေးတွေလည်းလှုပ်ဆောင်ပြီးပြီလို့သိရတယ်ဒီစစ်ကောင်စီဘက်ကရောလေကြောင်းတိုက်ခိုက်မှုတွေအဲမဟုတ်လို့ရှိရင်ဒီတခြားစစ်ကြောင်းထိုးတာမျိုးတွေဘာတွေများရှိမလဲအခြေအနေပေါ့အာနော်လို့ဆယ်အနေနဲ့ကြတော့အာစစ်ကောင်စီဘက်ကနေဟိုဟာဝေ12တချိန်နှစ်ချိန်လာတာကလွဲလို့အာဒီမရှိသေးပါဘူးဒါပေမဲ့လည်းအချင်းညီအောင်နေပြီဖြစ်တဲ့ အာလာနဲ့တိတိမှာမင်းကကျွန်တော် jet နဲ့အောင်900နဲ့ပေါ့လေအဲ့လိုအဲ့လိုမျိုးမျိုးချထားတဲ့ဟာရှိတယ်ဆိုတော့အဲ့ဒီကနေပြီးသူ12ရောက်လောက်အာဆုံးပါသွားတယ်ဆိုတော့လည်းကျွန်တော်ကြားသိရပါတယ်ဆိုတော့ဒီပုံမှန်လည်းကျွန်တော်တို့ဝင်ရပါတယ်အာဒီအဲကျွန်တော် flam ထဲမှာမြို့ထဲ flam မြို့နယ်ထဲမှာတော့လောလောဆယ်တော့ဒီရှီကောင်စီဘက်ကနေအာအဲ့ဒီအကြောင်းနဲ့တက်ခိုက်တာနောက်ပြီးတော့အကြောင်းထွက်လာတော့မရှိသေးပါဘူး ဟုတ်ကဲ့ဒီတချို့တော့ဒီတော်လိုင်းဘက်ကတင်ပိုက်ထားတဲ့အဲမြို့တွေမှာဆိုလို့ရှိရင်စစ်ကောင်စီကလေကြောင်းကနေအဆက်မပြတ်အဲဒီဘုံကျဲလို့အဲမဟုတ်လဲဒီထပ်ပြီးတော့ပြန်ပြီးစစ်ကြောင်းထိုးလာတဲ့ခါကျတော့အဲပြန်လက်လွတ်လိုက်ရတဲ့မြို့တွေလည်းအဲရှိရှိတဲ့ဥစ္စာမျိုးအဲဒီရှိမှာတာတကားတွေရှိတယ်ပေါ့နော်အဲဒီတော့အခုဖလန်းမြို့ကလည်းဒီတင်ပြီးသွားတဲ့နောက်မှာအဲဒီပြည်သူတွေပြန်လဲနေထိုင်ပြီးတော့ဒီအုပ်ချုပ်ရေးရန်နေရာတွေလဲပတ်နိုင်ဖို့အတွက် ဘလောက်ထိများဒီကြိုတင်ပြင်ဆင်စဉ်းစားထားပြီးတော့မှဒီမြို့သိမ်းတိုက်ပွဲကိုဆင်နွှဲတာလဲဆိုတာကိုလည်းသိချင်ပါတယ်။ဟုတ်ကဲ့ပါကျွန်တော်တို့အာချင်းငင်တောင်ဖွဲ့နဲ့ကျွန်တော်တို့အကြီးကတော့အင်ရှင်ဖြစ်တဲ့ရှင်တော်ရှင်တက်ကနေကျွန်တော်တို့ဒီအာမြို့တစ်မြို့ကိုတိမ့်တာကတော့တိမ့်ပြီပေါ့လေဒါပေမဲ့ထိမ့်နိုင်ဖို့အတွက်လည်းအာတော်တော်လေးကိုစဉ်းစားရပါတယ်အဲဆိုတော့အာဒီမြို့တစ်ခုလုံးကိုထိမ့်နိုင်ပြီးတော့ဒီအာ ဒီသူအုတ်ချွေးပြန်လဲလဲပတ်နိုင်အောင်လဲကျွန်တော်တို့ဟိုဒီမြို့တိန့်ခင်ကလေးကကျွန်တော်တို့အာဒီဒီစီမံချက်ဆွေးထားတဲ့ဟာလည်းရှိပါတယ်အာဆိုတော့အာအခုချိန်အခုချိန်ဒီမှာကျတော့ပြည်သူတွေကမြို့ထဲမှာပြန်ဝင်ဖို့ကအများကြီးအန္တရာယ်ရှိသေးတယ်ပေါ့လေဒီမြို့ပိုင်းတွေရှိသေးတယ်အဲတခြားမိုင်းတွေလည်းအများကြီးရှိတယ်ဆိုတော့ဒီဟာလေအကုန်လုံးကိုကျွန်တော်နေပြီးရှင်းနေရေးကိုဆက်လက်ပြီးတော့ကျွန်တော်လှုပ်ဆောင်တော့မှာဖြစ်တယ်။နောက်ပြီးတော့ jet fighter ကြောင့်ပျက်စီးသွားတဲ့ land တွေအိမ်တွေအများကြီးရှိတဲ့အခါကြောင့်ဒီဟာတွေကိုကျွန်တော်တို့တက်ရှင်းတွေအများကြီးကျွန်တော်တို့ဆက်ပြီးတော့အာလုတောင်းအောင်မှာဖြစ်တယ်အာနောက်ပြီးတော့ဟိုပါပေါ့ပြီးသူတွေညှုတ်သေးကိုဝင်နိုင်ပြီးတော့အာအန်ဒရီလုံးကအကင်းစင်တဲ့အချင်းကြီးတရက်ရောက်လို့ရှိရင်တော့ကျွန်တော်တို့အာချင်းကြီးနောက်ကတော့လကောင်းအာရှင်တော်ရှင်တဲ့အကြီးကအင်ရှင်ကနေအာကျွန်တော် page ဒီမှာအာကျွန်တော်တို့အာချင်းညာတော့မှာဖြစ်တယ်ဟုတ် ဟုတ်ကဲ့အဲချင်းညီနောင်ကနေဖလန်းမျိုးတင်လိုက်နိုင်တဲ့အကြောင်းဒီထုတ်ပြန်ချက်ထုတ်ပြီးတော့ကြေညာလာတော့အဲဒီတော်တော်များများကပေါ့နော်မြို့သိနိုင်တဲ့ဒီသတင်းကိုဝမ်းသာကြတယ်ပြီးတော့ဒီတစ်ဖက်မှာလည်းအဲအရင်နေ့ကကြီးတဲ့အတွက်ဒီစိတ်မကောင်းဖြစ်ရတဲ့ဟာတွေလည်းအဲသူတို့ဒီလူမှုကွန်ရက်မှာရေးထားကြတာအဲကျမတို့တွေ့ရတယ်ဆိုတော့ဒီမြို့သိမ်းလိုက်နိုင်ပြီဆိုတဲ့အချိန်မှာဒီကြဆုံသွားရတဲ့ဒီရဲဘော်တွေအတွက်စိတ်ထဲကနေအဲပြောမိတဲ့ရေးရွမိတဲ့ဒီအကြောင်းအရာမျိုးရှိရင်လည်း ပြောပြပေးပါဦး။အော်ဟုတ်ကဲ့ပါ။အာကျွန်တော်တို့ဖလန်ကအာဟိုထင်းနာတက်ကိုစကားစကားတော်တော်လေးကို၅လလောက်ကြန့်ခံပြီးတော့အာဟိုဟောပေါ့။အာတော်တော်လေးဟိုဟောပေါ့။ defense လုပ်တယ်ပေါ့လေ။အဲအဲ့ထဲမှာကျွန်တော်တို့ကြဆုံတဲ့ရဲဘော်ကလည်းမနေပါဘူး။တကယ့်ကိုဟိုဟိုစေကနာမဟုတ်ဘူး။ဆိုတော့အဲ့လောက်ထိဟိုများတယ်။ နဲ့ဟိုဟာရေးပေါ်ရင်းပေးဆောင်မှုကဆိုတော့ဒီရေးပေါ်ရီမိကြပြီးတော့အဲပေးဆက်တဲ့အပေါ်မှာကျွန်တော်တို့အာအာကျွန်တော်တို့ဒီကျွန်တော်သွေးနဲ့ရင်ခဲတဲ့အမျိုးဖြစ်တယ်ဆိုတော့အချင်းလူမျိုးတူတယောက်တစ်ခါဟိုဟာပေါ့ရင်တဲ့မျိုးလည်းမဟုတ်ပါဘူးကျွန်တော်တို့တော်လိုင်းအားစုတွေအကုန်လုံးအညာတွေတတ်မှရှိတဲ့သူတွေအကုန်လုံးလည်းတွေးမိကြခဲ့နေမိဖြစ်တယ်တော်တော်လေးဟို ဈေးကြီးတဲ့မြို့တစ်မြို့ဖြစ်ပါတယ်ဆိုတော့အာပေးဆက်သွားတဲ့ရေးပေါ်တွေအကုန်လုံးလည်းကျွန်တော်တို့အလဲနီပြုတ်တယ်လို့အာတို့တွေးချွေးနဲ့ပေးဆက်တဲ့မြို့ကိုကျွန်တော်တို့ဆက်လက်ပြီးတော့ထိန်းနိုင်အောင်လည်းကျွန်တော်တို့အာကျွန်တော်တို့ဒီ action ဖြစ်တဲ့ဆင်တော်ဆင်နဲ့ပြောချင်းနေတော့ကလည်းတို့တို့ရဲ့ပေးဆက်တဲ့အပေါ်မှာကျွန်တော်တို့ကတိပြုတ်တယ်ကျွန်တော်တို့တို့ရဲ့အာတွေးနဲ့ချွေးနဲ့ဝယ်ခဲ့တဲ့မြို့ကြီးကိုအာကျွန်တော်တို့ ်ချင်းသိနိုင်အောင်လည်းကျွန်တော်တို့ဆက်လက်ပြီးတော့ဆောင်ရွက်သွားမယ်လို့အာကတိပြုပါတယ်ဟုတ်ဟုတ်ကဲ့ပါအဲဒီအင်တာဗျူးအဆုံးသတ်အနေနဲ့ပေါ့နော်ဖလန်းမျိုးသိအဲဒီစစ်စင်အောင်ပွဲသတင်းနဲ့ဆက်ဆက်ပြီးတော့အဲဒီဆရာနာရှင်ကိုတော်လန်နေတဲ့သူတယောက်အဲချင်းညီနောင်ရဲ့ပြောရေးဆိုခွင့်ရှိသူတယောက်အနေနဲ့အဲပြည်သူတွေကိုဗာများဖြည့်ဆွတ်ပြီးတော့သတင်းစကားပါခြင်းပါသည်လေဟောဟုတ်ကဲ့ပါကျွန်တော်တို့ဒီဖလန်းမျိုးသိပွဲနဲ့ပတ်သက်ပြီးတော့ပါဝင်တဲ့အဲကျွန်တော်တို့ဒီ အာမဟာမိတ်အဖွဲ့အစည်းအကုန်လုံးကိုလည်းကျွန်တော်တို့ဒီကနေအာအလေးအနီးပြုပါတယ်နောက်ပြီးတော့အာဒီမဟာမိတ်အဖွဲ့အစည်းတစ်ခါနေအာတက်ကူပရာနာမထားပဲနဲ့ဒီဖလာမျိုးအာတင်းပွဲမှာကြာဆုံးတဲ့ကျွန်တော်တို့ရေးပေါ်ရအကုန်လုံးကိုအာကျွန်တော်တို့ဖလာမျိုးသူမျိုးသားတွေအနေဖြင့်ရောကျွန်တော်ဒီကျွန်တော်မျိုးကြီးရှိနေတဲ့ရေးဖလာမျိုးကြီးရှိနေတဲ့အမေရန်အမတ်ရနေမှာဖြစ်တယ်ဆိုတာလည်းပြောချင်တယ်နောက်ပြီးတော့ဒီကျွန်တော်ဖလာမျိုးတင်းကနေဆပြီးတော့ ဆက်လက်ပြီးတော့ကျွန်တော်တို့မြို့ရအများကြီးကြံနေသေးတဲ့အာချင်းပြည်နယ်မှာရောဖြစ်စေတခြားစခိုင်းတိုင်းမကွေးတိုင်းတခြားတော့မြန်မာပြည်နယ်မှာရှိတဲ့မြို့ဒီမြို့တွေလည်းဆက်လက်ပြီးတော့အာဒေါ်ထိုင်းညာဆုမြတ်ကတင်နိုင်ပါစေလို့ဒီကနေ့ဆုတောင်းပေးပြည်သူတွေကိုအာကျေးဇူးတင်ကြောင်းပြောကြားချင်ပါတယ်ဟုတ်